ီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ Gnoria လို့ခေါ်တဲ့လိမ်မတစင်ကူးစက်တတ်တဲ့ယောဂတစ်မျိုးအကြောင်းပဲဖြစ်ပါတယ်။စီးပူညောင်းကြယောဂလို့လည်းအသိများပါတယ်။ Gno လို့လည်းအတူကောင်းခေါ်လေးရှိပါတယ်။ဒီဗီဒီယိုလေးမှာတော့ Gnoria ဆိုတာဘာလဲယောဂလက္ခဏာတွေကဘာတွေဖြစ်နိုင်လဲမကူတာရင်ဖြစ်လာနိုင်တဲ့စိုးကျိုးတွေဘယ်လိုယောဂရှာဖွေကူတာရမလဲ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာကြီးကိုအသေးစိတ်ပြောပြတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီမှာကတော့ဩစတြေးလျမှာအလောလောကိုင်းနေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ်။ Gonorrhea ဆိုတာ Neisseria gonorrhea လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်ပေါ်တဲ့လိမ်မတဆင်ကူးစက်တတ်တဲ့ရောဂါ sexually transmitted infection တစ်မျိုးပါ။ဒီရောဂါပိုးကအမျိုးသားကောအမျိုးသမီးကောနှစ်မျိုးလုံးကိုကူးစက်နိုင်ပါတယ်။ ဆက်ပြောမယ်အကြောင်းအရာဒီကဒီယောဂကလင်္ကာနေတစင်းကုသတတဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ကလေးငယ်တွေနားထောင်ဖို့မသင့်တော်တဲ့စကားလုံးတွေပါနိုင်နေဆိုတာကို remind လုပ်ချင်ပါတယ်ဒီယောဂဘိုးကအကာအကွယ်မဲ့လိမ့်ဆက်ဆက်မှု မိမကိုစအူဒါမှမဟုတ်ရင်ကတွင်းကနေတစင့်ကူဆက်ပါတယ်ကိုဝင်းဆောင်မိခင်ကနေ ကလေးစီကိုကကလေးမွေးဖွားချိန်မှာလည်းကုစားနိုင်ပါတယ်။ဒီယောဂဘုကစီပြွန်၊တအိမ်ကောင်း၊ဆအိုး၊လေချောင်းနဲ့မျက်လုံးတွေကိုတောင်ကုစားနိုင်ပါတယ်။အရေးကြီးဆုံးချက်ကတော့လူတော်တော်များများမှာယောဂဘုရှိနေပေမဲ့ဘာလက္ခဏာမှမပြတတ်ကြဘူးဆိုတဲ့အချက်ပါ။ လက္ခဏာတွေမပြတတ်ဘူးဆိုတာမှန်ပေမဲ့တခါတရံမှာကူးဆက်ပြီးနှစ်ရက်ကနေ10ရက်အတွင်းယောဂလက္ခဏာတွေစပြတတ်ပါတယ်။အမျိုးသားတွေမှာကဘလို့လက္ခဏာတွေတွေ့ရတတ်လဲဆိုတဲ့အခါကျတော့စီးသွားရင် ပူတာဆက်တာဒါမှမဟုတ်ရင်နာကျင်တာမျိုးဖြစ်တတ်ပါတယ်။လိန်တန်းကနေပြီးတော့အဖြူရောင်ဒါမှမဟုတ်ရင်အဝါရောင်အကြည့်အချွဲအရေးတွေစင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ အမျိုးသားအင်္ဂါမှာနာကျင်နာရောင်ရဲနာမျိုးဖြစ်တတ်ပါတယ်။ဒီရောင်ရဲနဲ့ဟာတော့ကုသမှုမခံယူရင်ဖြစ်တတ်တဲ့လက္ခဏာပါ။ အမျိုးသမီးတွေမှာလည်းထိုနည်းတူစာပဲလက္ခဏာတွေမပြတတ်တာမှန်ပင်ပင်တခါတည်းမှာကူးဆက်ပြီးနှစ်ရက်ကနေဆယ်ရက်တော့တွေမှာဒီလိုလက္ခဏာတွေပြနိုင်ပါတယ်ပုံမှန်မဟုတ်ပဲမိမကူကနေပြီးတော့အချီအချွဲအရေးတွေစင်းတာစီးသွားရင်နာကျင်ပူလောင်တာဒါကြောင့်မဲသူကို စီးပူညောင်းကြယောဂလိုပဲမြန်မာမှာအတိတ်ပဲဖွင့်ဆိုကြရတယ်ထင်ပါတယ် လိန်ဆက်ဆံနေစဉ်တော့တွင်မှာဘိုင်အောက်ပိုင်းနာကျင်တာဒါမှမဟုတ်ရင်ကြိုက်ခဲတာရာသီလာစဉ်မဟုတ်ဘဲနဲ့သွေးစင်းတာသွေးဆိုးတာတွေဖြစ်တာဒါမျိုးတွေတွေ့ရတတ်ပါတယ်တခြားနေရာတွေကနေပြီးတော့ကူးဆက်တယ်ဆိုရင်တော့ကတွင်းနဲ့လိန်ဆက်ဆံရင်လဲချောင်းနာတတ်တယ်ဆိုးဝါနေတဲ့စင်းဆိုရင်ဆိုးဝါနေပြီးတော့အေးစင်းတာနာကျင်ကြိုက်ခဲတာတွေဖြစ်တတ်ပါတယ်မကူတာရင်ဘာတွေဖြစ်လာမလဲ ဒီနေရာမှာအလေးနက်ထားပြောချင်တာကဂနိုရီးယားယောဂါကကုသဖို့အရန်လွယ်ကူပေမဲ့မကုသဘဲထားရင် ရေရှည်စိုးကျတွေအများကြီးဝကျန်ခဲ့နိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့ပြောရမယ်ဆိုရင်တအိမ်နဲ့တာဝုပြုံရောင်ရမ်းတာ Pelvic Inflammatory Disease PID ကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်တာဝုပြုံတွေကပျက်စီးပြီးတော့သားသမီးမရနိုင်တော့တာအထိဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာလည်းထိုနည်းတူစာပါပဲ။အမ်သူတို့ရဲ့အမျိုးသားအင်အားတွေမှာအစိပ်ပိုင်းတွေမှာရောင်ရမ်းပြီးတော့ဒါသမီးမရနိုင်တော့တာဖြစ်စေနိုင်ပါတယ်။ယောဂဘုကသွေးကြောတွေကိုရောက်သွားပြီးဆိုရင်အရေးပြားတွေအစစ်မြစ်တွေနှလုံးတွေအုံနောက်တွေအထိပြန့်နှံ့နိုင်ပြီးတော့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲဂနိုရီယာကိုရှာဖွေကုသဖို့က မခက်ပါဘူး။စောစီးစွာကုသခြင်းဖြင့်ခုနကပြောခဲ့တဲ့စိုးကြိုတွေကိုကောက်ွယ်နိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲဂနိုရီယာကို ရှာဖွေကုသဖို့ကမခက်ပါဘူး။စံသက်စစ်ဆေးတဲ့နေရာမှာစီးနမူနာယူတာဒါမှမဟုတ်ရင်ယောဂဖြစ်ပွားတဲ့နေရာ စီးပြုံမဲ့ဖြစ်ဖြစ်တအိမ်ကောင်းလေချောင်းစအိုးအဲ့ရနေအရေးတွေထွက်နေရဆိုရင်ခုံးစားလေးနဲ့တူပြီးရောစစ်ဆေးနိုင်ပါတယ်။ ယောဂရှိမှုရှိကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့စစ်ဆေးကြည့်ဖို့ကအကောင်းဆုံးပါပဲ။စံသက်စစ်ဆေးတဲ့နေရာမှာစီးနမူနာယူတာဒါမှမဟုတ်ရင်ယောဂဖြစ်ပွားတဲ့နေရာဘလို့ကုသလို့ရတယ်လေ။ဂနိုရီးယားကိုပရိစီဝစီအန်တီဘိုတစ်တွေနဲ့ထိုးစေဒါမှမဟုတ်ရင်တောက်စေပေးပြီးတော့လွယ်လွယ်ကူကူကုသနိုင်ပါတယ်။ဆေးတောက်နေတဲ့ကာလအတော်အတွင်းမှာလိန်ဆက်ဆန့်ခြင်းလုံးဝမပြုတ်တင်ပါဘူး။ ဆေးကုသမှုပြီးဆုံးပြီးတပတ်အကြာဒါမှမဟုတ်ရင်ဇေယဝင်ကစစ်ဆေးပြီးလုံးဝပျောက်ကင်းပြီလို့အတည်ပြုမှာပဲလိမ့်ဆက်ဆက်မှုပြုတင်ပါတယ်ဒီယောဂကိုကာကွယ်ဖို့အတွက် အထီးရောက်ဆုံးနည်းလမ်းကတော့လုံခြုံတဲ့လိမ့်ဆက်ဆက်မှု safe sex ကိုလှောက်ဆောင်ဖို့ပါပဲလိမ့်ဆက်ဆက်နဲ့အခါမှာကွန်ဒုံးကိုမှန်ကန်စွာအသုံးပြုပါတကယ်လို့ကိုက sexually active ဖြစ်တဲ့ ဲ့ဒါအောင်မှလိမ့်ဆက်ဆံဖို့များတယ်ဆိုရင်လက္ခဏာမပြရင်တော့မှပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေဟိုဆရာဝန်နဲ့တိုင်ပင်ပြီးပြုလုပ်တင်ပါတယ်ကိုယ်မှာယောဂတွေ့ရဆိုရင်ကိုယ့်ရဲ့လိမ်ဆက်ဆံပေါ်တွေကိုလည်းအတိပေးပြီးတော့စစ်ဆေးကုသမှုခံယူစေဖို့တိုက်တွန်းတင်ပါတယ်။ဒါမှသာယောဂကုသမှုတန်တရားကိုဖြတ်တောက်နိုင်မှာပါ။ပြောရမယ်ဆိုရင်တော့ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ပေါ့လေ လိန်ရနေတစဉ်ကူးဆက်တတ်တဲ့ယောဂတွေထဲမှာဂနိုရီယာကကမ္ဘာအဆင့်နဲ့သမတ်ရင်နံပါတ်1နေရာမှာရှိနေပါတယ်။အရေးကြီးတာကတော့ဂနိုရီယာအကြောင်းကို သိရှိဖို့ပုံမှန်စစ်ဆေးဖို့နဲ့လိုအပ်ရင်ကုသမှုခံယူဖို့ပဲဖြစ်ပါတယ်။ကျမရဲ့အတွက်အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့ဒီအချက်လက်တွေက အထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်။ကျမပြောရှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကြိုက်နှစ်သက်တဲ့ဆိုရင် like share လေးနဲ့ subscribe လေးလုပ်တော့ဖို့လေတိုက်တွန်းချင်ပါတယ်နောက်ထပ်အတွေ့အမြင်တွေလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင် bye